ပြင်ရမနာမည်ကြီးလို့လားဘလို့နာမည်ကြီးလို့လည်းပါတယ်ဆက်သွက်ရှိဆိုတာဒီတပည့်တို့ရဲ့အရင်ဩစာသင်နေတယ်ဆရာကြီးရဲ့တပည့်တွေရှိတယ်လေဩတမန်သူတပည့်3-4ပါးလောက် ကိုနင်းစင်ရမပို့ထားပြီးဟုတ်တာတမန်စောစောတွေကစောစောတွေကပို့ထားပြီးပြီဆိုတော့ကိုယ်တပည့်တွေရှိနေတာဩတမန်ဒီကြောင်ထဲမှာကိုယ်တပည့်တွေရှိနေတယ်တမန်ရှိနေတဲ့အတွက်နောက်တပည့်ကိုလည်းပဲအဲ့ဒီကိုပို့လိုက်တာပေါ့ဗျာပရဏနန္ဒဝန္တဆီပို့လိုက်တာဟုတ်တယ်နန္ဒဝန္တယူဆရာတော်ပဲဒါမဲ့ဘုံဘုံဥတီလောကအဲ့ချိန်မှာတိုက်ဟုတ် တိုက်အုပ်မဖြစ်သေးဘူးဖြစ်သေးဘူးသူကရိုးရိုးဆိုင်ရဘုန်းကြီးဒီဝန်သားမဖြစ်နေပြီလားဟုတ်တယ်ဟုတ်တယ်ဩဒီမှာဆိုင်ရဘုန်းကြီးပဲဒီမှာဒီမှာဒီမှာဆရာငယ်ဒီမှာဟိုဘုန်းဘုန်းကတွေ့ခဲ့ကြတော့တပည့်တော်ကဒီအမျိုးသားကြီးလုတဲ့အချိန်မှာရမဆရာတော်ဤနာမှာဆင်းရဲကပ်လိုက်တယ်ဆိုသူရင်းနှီးမှာတအားလဲဝမ်းသာသူဘယ်လောက်ဘုန်းဘုန်းတမိုင်းစဉ်အရာဟိုဆရာတွေပဲရင်းနေဖြစ်ခဲ့တယ်အဲနောက်ကြောင်ဒီကျောင်းတက်ရဲ့ဂုံနေရာ အခုတော့ပို့ပြီးတော့လေ့လာလိုက်တော့သိရတာပေါ့ဗျာ။ဟုတ်ပါဘူး။ဆိုတော့ဖေဖေဦးတွင်းနဲ့အင်းဟိုကဟိုဘုံဘုံ16နှစ်နှစ်မှာ16နှစ်16နှစ်မှာအဲလွန်တော်မူရဲတဲ့ပြီးရဲဆိုသူဆရာတော်ဖျားကြီးရောအရှင်ဖျားရဲ့ဥပဒေအဟိုဒီငယ်ကိုရင်ဆရာတော်ဘယ်အချိန်မှာလွန်တော်မူပဲလဲ။ကိုရင်ဆရာတော်ကတိုက်တိုက်ဆိုင်ဆိုင်လို့ပြောရမယ်။အဲကိုရင်ဆရာတော်ကတပည့်တော်အဲတိပိဋကကောပြီးတာဆိုဒီဆံမျိုးပဲလုံးလုံးပြီးတဲ့ နေပါတော့လုံလုံပြီးတဲ့နေပါပြန်လာတော့ဒီမှာဒီမှာဒီမှာသူအဲ့ယူကြည့်သူခံစားရတာပေါ့မြင်နေရတာပေါ့ဟုတ်တယ်မလားပုံရှိတပုံအောင်ပြပုံတူတူမှာပဲဒီတော်တွေ့တယ်ဒီမှာ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 အဲ့ဒီဒီလိုဆာမီဘအောင်ရှင်ထွက်တဲ့နေပါတော့ဩဆာမီဘအောင်ရှင်ထွက်တဲ့နေဆရာတော်ပြန်လာတော့ဘူးတဲ့နေဟိုဒီလိုဆာမီဘအောင်သွားပြီဆိုတာကိုသူတိတော့တိပါတယ်ဩ15မိနစ်လောက်ကြာတော့ ြန်လည်တော့ပြီးပါတယ်ဆိုတာ။ဟုတ်ဒီစိုးစိုးတွေကလွန်ခဲ့တဲ့2နှစ်လောက်တည်းကဆရာတော်ကလေဖြတ်တော့လေ။တက်တော့မတော့ပါဘူး။တက်တော့83နှစ်။အော်တော့နေသွားနိုင်တာ။ဟုတ်83နှစ်။တင်မာတင်မာမရှိတဲ့သမီးလေဖြတ်တော့ဒီလိုဆေးကုနေရတာပေါ့ဗျာ။တင်မာဗျာ။အဲ့ဒီအချိန်မှာတော့ကဆိုရင်လေဒီရန်ကုန်ကြွပြီးတော့သူတို့ဆေးကုနေရပင်ကန်းကျွန်းဆရာပြဆေးကုနေပါပေါ့။အော်တင်မာတင်မာ။ဆရာတို့ရပင်ကန်းကျွန်းဆရာပြဆေးကုနေမှာတက်ပြီးတော့ဆေးကုသာခံနေရတယ်။ဒီလိုကဟိုမှာ ောက်ဆုံးအပိုင်းကိုဖြေးရတယ်။ဩဖြေးတဲ့အခါကျတော့အဲဒီဆောင်ဝဲဖြေးပြီးနှစ်ရက်လောက်ပေါ့ဒါထုံးလန်တိုင်းပါလို့ပုံမှန်တိုင်းပေါ့မှန်ပါဗျာဆောင်ဝဲဖြေးပြီးနှစ်ရက်လောက်ကြာတဲ့အခါမှာအောင်စင်းထွက်တယ်။အဲဒီအောင်စင်းထွက်တဲ့အောင်မီလို့ညညာပြီးတော့15မိနစ်လောက်ပဲကြာတယ်။ဆရာတော်ကလျှောက်လိုက်ရတယ်။အဲဒီဆေးရုံမှာရှိတယ်ဆေးရုံမှာလျှောက်တာ ဆေးရုံမှာရှိနေတယ်ဒီရောတော့မတွေ့လိုက်ရဘူးလေဟောတမန်တမန်ဟိုဆေးရုံမှာရှိနေတဲ့တပည့်တွေပေါ့တိဖို့ဆေးရုံမှာရှိနေတဲ့တပည့်တွေကလည်းပြီးဆရာတော်ဦးဒီလက်ခံတော့ဆောင်းမွေးပြီးသွားပါပြီဆိုတော့ဆရာတော်ကြီးကဝမ်းဝမ်းမြောက်ဝမ်းသာနဲ့ပါတူးယူစိတ်ချလက်ချလက်ချတင်မတော့အဲ့ဒါပြီးတော့15မိနစ်လောက်ကြာတော့ဆရာတော်ကြီးကပြန်လုံတော့မှုတော့ဒီဒီသင်္ကန်းချုပ်ဆေးရုံမှာပဲလေဟောဆေးရုံမှာပြန်လုံမှုတော့မှာတပည့်တော်တို့ရောင်းတော့ပြရတော့ရုပ်ကလကိုအဲ့ဒီမော်ဂျွန်းပြန်ပက်ရတာပါဗျာ โอ้มันไหนเนี่ยไฟชะเล็ดชะกูผิดตัวแล้วบ่งางาตาเดียวตีริกก็ทมบอกปาบีตู้ตะไม้มาบ่ครบละบ่เออไอ้หลุชื่อครับเดมาเดมาเออบ่มัวมวยพวาในนิดกะมวยพวาดาก็เมียนมาโลว่า1325กูเนี่ยเดมาปยาโลไล่ไปจ่อ12เยเดมาบ้านนี่บ่มีเออตอกจานี่ตอกจานี่ถ้าจองตีเล็ดขันนะเออปิดตาเดมาเดมาอังกฤษหลุจ่อเนาะอังกฤษหลุว่า1964กูเนี่ย ဇန်နဝါရီလ10ရက်ဒီမှာပြီးတော့နေ့နှစ်လ64ဆိုတော့ဘုံက22ရက်တော့ကြီးတယ်ကြီးတယ်တင်မတင်မတင်ပါတင်ပါဆိုတော့ဗျာဒီလိုမင်းမြန်းချင်းကိုဒီလောက်နဲ့ရထားလို့ရပါတယ်ဒီမှာကျွန်တော်ဆုံးလေးစားမှနဲ့တော့ကြာဘုံဘုံပြင်ဆင်တာနဲ့မလို့ဒီလိုတော့တစ်ခုစီမီးတာအခုတည်းရှိဒီလိုမီးတဲ့အပေါ်မှာအဲဘုံဘုံအတွက်ချီရတာအကဲကဲရှိပါလားဗျာမရှိပါဘူးရပါဘူးဗျာဘုံဘုံအတွက်ချီရနည်းနည်းသွားလိုက်ရင်လည်းရပါသေးတယ်ဩတမတမတမကောင်းပါပြီဗျာဆိုတော့ဘုံကအဲ့တော့ဘုံဘုံက မမေရဘဲရွယ်မှာအမုန်းတက်တော့ပလောင်တော့မှာမိခင်က22နှစ်22နှစ်ပေါ့ဟောငယ်လာပဲနော်ဖခင်ကြီးက16နှစ်မိခင်22နှစ်တုံးနှစ်ပဲချားတယ်အဲ၃နှစ်တောင်မချားဘူး2နှစ်ပေါ့မေရောကဘာလို့ဖြစ်လို့လဲမေရောကလည်းဒီတိုင်းပဲပေါ့ဗျာသွေးတိုးတဲ့သဘောပါပဲဩတိုးဆိုတော့ဒီသွေးတိုးတာတွေပါကြီးလေမသိဘူးပါနော်ဩဒီမှာဒီမှာအဲ့တော့ဓမ္မစီကအောင်ပြီးတော့ပြီလား ဒီမှာစရိယမအောင်သေးဘူးဒီပြီးတော့နှကြမ်းမယ်ဆိုရည်ဆွဲစည်းတယ်အဲ့ချိန်မှာမေတော်ကအဲ့တော့ဆောက်မေတော်တက်တော်မလောက်တော့မှာလွန်တော်ကလေးဆက်၆ပေါ့အော်ငွေစည်းတော်မေတော်လေးဆက်၆တအားကငွေစည်းတာပဲငွေစည်းတယ်တော်တော်တာသမီးတော်ဘုံအသက်ကြီးမှရတဲ့အဖေကခုနှစ်ယောက်တော့ငွေဆိုမနေဘူးခုနှစ်ယောက်အေးအဲ့ဒါပြောတာအဲ့ဒီတော့အဖေဆုံးတဲ့အချိန်မှာကြတော့အငယ်ဆုံးကလေးလေးပေါ့ဒီပြီးတော့အငယ်ဆုံးညီမလေးကကိုယ်ဝန်2လ3လလောက်နဲ့ကြံခဲ့တာအော် အမေပိုက်ကျမှာအကုန်လုံး2လ3လလောက်နဲ့ကျန်နေတာပေါ့တင်ပါဒါအမေဆုံးတဲ့အချိန်ကျတော့အဲ့ဒီကလေးကတနှစ်ကျော်ကျော်ပဲရှိသေးတယ်။အော်အစ်နှစ်ကျော်ကျော်ပေါ့အငယ်ဆုံးလေးရလေတင်ပါတင်ပါဟိုအိမ်မှာလူထွက်ခြင်းစိတ်ပဲမပေါ်ဘူးလားအမေလည်းမရှိဘူးလူထွက်ခြင်းစိတ်တော့မပေါ်ဘူးတင်ပါအဖေဆုံးတဲ့အချိန်မှာတော့ဟိုဘေးကဝိုင်းပြီးတော့ပြောကြတာရှိတာပေါ့လေအမေကိုဝိုင်းအောင်ကူညီဆောင်ရှောက်ဖို့အကြီးဆုံးဆိုတော့ဥစ္စာအင်းတင်ပါဩရတာကြီးရတင်ပါအဲ့လိုပြောရအဲ့လိုပြောတာနဲ့ဒါအမေကိုလည်းမေးကြည့်တာပေါ့နော်ဒီမှာမမေးမေးကိုလည်းမေးကြည့်တယ်မေးကြည့်တဲ့အခါကျတော့ရတယ် ဲ့တော့တပည့်တို့ကညီအကိုနှစ်ယောက်ရှိတာပေါ့ဩညီကိုနှစ်ယောက်ဒါကိုရင်ဝတ်တာတရရဲ့သေးဝတ်တာပေါ့နော်ဟုတ်တယ်မှတ်ပြီအဲအခုညီကတော့ခုနခုနဟိုကလေးပေါ့ခုနဝေယဝဆလုပ်ပြီးရဲ့ကလေးရဲ့အဖေပေါ့ဩဟုတ်လားဒီမှာသူရင်းပေါ်ဆိုတာအဲသူရင်းတင်မဖျားတင်မဖျားတင်ရွာမှာဟိုရွာမှာနေတယ်ဆိုတဲ့ညီပေါ့နော်တင်မသူ့နာမည်ဘာထားကြီးဟောအောင်အောင်ခို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 င်အဖေပေါ့အဲမအောင်ခိုင်အဖေတင်မပြအောင်ခိုင်အဖေနဲ့တူရောနဲ့ဒါအတူတူကိုရင်ဝတ်တာပေါ့ဩကိုရင်ဝတ်တဲ့သမွေးဖြီတော့ ကာမီဝဲဖြေတာတော့ तू ကနောက်ကြမှာပေါ့အဲမူပြန်တော့စာပြန်တော့စာပြန်တော့လေ तू ကတော့နင်းနောက်ကြတာပေါ့ဟုတ်နောက်ကြတာပေါ့ဟိုလိုပရင်းချင်းအခြေခံချင်းနာမည်ကဘူးလေတို့အဲမောင်ဝင်းဩဘုံဝဲငယ်နာမည်ကမောင်သိန်းထောအဲမောင်သိန်းထောအောက်ကမောင်ဝင်းမောင်ဝင်းအောက်ကမောင်ဝင်းအောက်ကမင်းကလေးပေါ့မချောသိန်းပြာမချောသိန်းမချောသိန်းအောက်ကမချောသိန်းအောက်ကမောင်မြင့်နိုင်အဲခုနှစ်ယောက်ကိုပြီးတော့မှကြောပါခုကားသမားပေါ့တပီတော့ကားမောင်းနေတဲ့ကလေးပေါ့ဟုတ် ကားမောင်းတွေကလည်းညီပဲလေအခုအခုရှိတယ်တရှိတယ်အော်ဟုတ်ပြီအဒီမှာရှိတာဒီမှာဒီမှာ3-4ယောက်နေတာပေါ့ဗျာအော်ရွာမှာတယောက်ပဲကျန်တော့တယ်အော်ကမညီညီကမမခွန်ယောက်ကမကလုံးရှိတယ်ငါကမရှိတော့ဘူးခုနအငယ်ဆုံးညီမလေးကချုပ်သွားတာအော်ဒီမှာငယ်ဆုံးညီမလေးကအဲဒီ9နှစ်လောက်တမီလောက်မှချုပ်သွားတာမှန်ပါဗျာတို့80ကျည်အရေးခင်းနှစ်ပါနော်မှန်ပါဗျာမှန်ပါ80ကျည်အရေးခင်းနှစ်ကြတော့ညီမလေးက9နှစ်တမီလောက်ပေါ့ တင်မတင်မငါနှစ်တမိလောက်မှာဆုံးသွားရင်ကြက်ပြီးတော့တင်မတင်မတင်မဆိုတော့6ယောက်ကျန်တာပေါ့တင်မတင်မ6ယောက်ကျန်တဲ့အထဲမှာအဲ့လိုပေါ့တင်းတင်းရှားရှားကတော့ဘုံဘုံတော့ပြောစရာမလိုအချာစီဝါရေးတော့လကောင်းအဲ့လိုပေါ့ဟိုပညာရေးတော့လကောင်းအောင်မြင်တာရောရှိသေးလားအဲ့ဒီလိုတော့ထူးထူးခြားခြားမရှိဘူးအင်းတာမန်လောက်ပါပဲဒီပေါ့ဘုံဘုံတော့ကိုပဲလိုက်လာတာညီရတယ်ပြီးတော့အောက်ကညီရတော့သူ ရရွာမှာဆိုရင်တော့ဒါလူကြီးအထအင်းလျောက်အောင်မြင်တယ်လို့ပြောရမှာပေါ့လေစီဝါကြီးပေါ့ဩတူကြီးလေးသူလေအခုအခုမဟုတ်ဘူးအေးအေးအေးအိမ်နဲ့ဟဲ့အိမ်အိမ်မှာနေတဲ့ကလေးတမတမအဖုံးအခုရှိတဲ့အိမ်ကအိမ်ဟောင်းလားတော့သူဆောက်တဲ့အိမ်လားအဲအခုတော့နည်းနည်းပါပြန်ပြင်ထားတာပေါ့မမမမသူတို့ပြောတကယ်ကိုဖုန်းအင်ဟောင်းလေးဆိုပြီးတော့မမေဖေဖေမျက်နှာကိုအရိတ်ကုန်လေဒါရီကိုဖုန်းမပြည့်စည်အောင်လို့ရမင်းဖယ်လိုက်တော့ငါမင်းမိမယ်အဲ့ဒီမတိုက်ဆော့ဆော့အဲ့ဒီအိမ်ကိုပြင်တဲ့အချိန်တုန်းကတော့အိမ်ဟောင်းကတစ်တူတစ်စာတွေတချို့အသုံးလို့ရတဲ့ဟာတွေ ပြန်သုံးဖို့တော့တပီတော့ပြောလိုက်တော့သူလည်းပြန်သုံးတော့သုံးထားတယ်။အော်အဲ့အဲ့လောက်ပဲရှိတော့တာပေါ့ဟိုအိမ်ဟောင်းပုံစံတော့မဟုတ်တော့ဘူးလေ။အော်ဒီမှာအစ်ပုံစံတော့ဖြစ်သွားတာပေါ့။တင်မတင်မတင်မအဲ့အာဟောင်းမှာရှိတဲ့အဲ့အစ်ဝါးတွေပါတယ်သုံးလို့ရတဲ့ဟာတွေထဲမှာပြန်သုံးထတာတော့ရှိတာပေါ့။ဟိုမုံကရဟန်းကြတော့တက်တော်ဘယ်လောက်မှဖြစ်ခဲ့ရလဲ။ရဟန်းကတက်တော်20ပေါ့။ စကူချိုးကစကူနဲ့6လတော့အောင်လည်းလုံးကြတာဟုတ်ဟုတ်မှန်းကြောင့်20ပြီးတော့20ပဲပြောရတော့မှာပေါ့ရက်ပိုင်းပဲလို့ပါတယ်ဩဘာလဲဆိုတော့မွေးတာကရာသူလာပြီးရော12ရက်ဒီမှာရဟန်းဖြစ်တော့နဒေါ်လာပြီးရော7ရက်ဒီမှာဆိုတော့1လလောက်ပဲလို့တယ်ပေါ့နော်1345 45အင်္ဂလိပ်လိုကြတော့83 3ဖြစ်မှာပေါ့ဒီမှာဒီဇင်ဘာ83ခုမှာနေပေါ့ဒီမှာဒီမှာဒီဇင်ဘာ29 ။ဘုံဘုံတည်းမှာရည်ပြီးသားဖြစ်ပြီမယ်တပည့်တော်ကဘာကြောက်အနာကိုဘုံဘုံဒီလောက်မှတ်တမ်းဉာဏ်ဘုံမှာစိတ်ကိုခံစားချက်ကိုအဲ့ဒါကိုသိကျင်တာပါ။ဟုတ်ပါပြီ။ဆိုတော့ဘုံဘုံယဟန်ကိုကြတော့ဘုံမောယွန်းနာကဒီမှာကြောင်းတက်ပြီးတော့ညဉ့်ညံတန်ခမ်းနာကဥပဒေဆရာကြီးကြောင်းတော့ဖြစ်တယ်နော်။ဟုတ်ပါ။ဟုတ်တယ်နော်ဘုံဥတော်ဘုံဘုံဟုတ်တယ်။တော်တော်တော်ဟုတ်လားအေးဖုန်းအဲ့လေပြောပါဦးမြင်းညောင်ကုသိုလ်တိုက်ခန္ဓာတိမ်တော်မှာရမ်းဖြစ်တာတင်ပါ အဲ့ဒါကတော့ရွေးတို့ဆရာသမားဖြစ်တဲ့အင်းစိန်ရွာမှဆရာတော်အခုဆရာတော်ပေါ့နော်။ဩဆရာတော်ဥဒိလောကဘီဝန္တာ။ဆရာတော်ဥဒိလောကဘီဝန္တာကမြင်းညက်ဆရာတော်ရေတပည့်ရင်းပဲလေ။ဩဟုတ်ပြီ။တပည့်ရင်း။အေးဟုတ်ပြီ။တပည့်ရင်းဖြစ်တော့ဒီရောတို့ကြတော့တပည့်ရေတပည့်ပေါ့နော်။အေးပေါ့ဖုန်းကြီးတယ်။အဲ့ဒါလေးကိုသဘောကျတပည့်တပည့်ကိုဖုန်းဘယ်လိုကြီးသွားတယ်။ဒီရောအာစရိယဟုတ်ဖုန်းကပါစရိယ။ပါစရိယ။အေးနော်အဲ့ဒါဒီအဲ့ဒီကလုံးလေးမှတ်ထားလား။အဲပါစရိယဆိုတာကဆရာဆရာ။အေးဆရာဆရာလေအဲ့ပါစရိယသဘောကျလုံးလုံးလေ။နားမလည်ကြဘူး။